ကဲညီကိုရေအားလုံးမင်္ဂလာပါကျွန်တော်တို့ရဲ့ Glory United YouTube Channel နဲ့ Facebook ပေါ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဆိုတော့ကျွန်တော်အခုလာမဲ့ပတ်မှာဆိုရင်ကျွန်တော် Manchester United အသင်းက Brighton အသင်းနဲ့ရှင်ပြိုင်ကစားမှာဖြစ်တယ်။ကျွန်တော်အသင်းရဲ့အင်ဂွင်း Old Trafford မှာဒါ Brighton အသင်းကိုအဲ့ခံမှာပေါ့။ဆိုတော့ဒီပွဲစဉ်ကကျွန်တော်တို့အတွက်ဒါအရေးကြီးတဲ့ပွဲစဉ်လည်းဖြစ်သလိုပြကျွန်တော်တို့အတွက်နောက်ထပ်ဒါဆန်းသက်တဲ့ပွဲတစ်ပွဲဆိုရင်လည်းဒါမမှားဘူးပေါ့။ဆိုတော့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ထုံးစံတိုင်းပဲညီကိုရေနဲ့အတူတူဒီပွဲပေါ်မှာဒါပွဲကြိုသုံးသက်ချက်လေးကျွန်တော်ပြုလုပ်သွားခြင်းတယ်။ ဆိုတော့ပထမဆုံးအနေနဲ့ပြောရရင်ပြကျွန်တော်တို့ Manchester United တင်းရတာအရှိကနှစ်ပွဲမှာအနိုင်ရရှိခဲ့တဲ့အတွက်ကျွန်တော်တို့ကနည်းနည်းလေးအချိန်ကောင်းနေရပါတော့ဆိုတော့အခုလက်ရှိကျွန်တော်တို့ရနေတဲ့အချိန်နဲ့အတင်းကအခုထပ်ပို့ပြီးတော့အချိန်ဟုန်ကောင်းဖို့ဆိုရင်ကျွန်တော်အခုလာမဲ့ Brighton နဲ့ပွဲမှာလည်းဒါအနိုင်ရရှိဖို့ရလိုအပ်တယ်ဒီပွဲစဉ်ကကျွန်တော်တို့အတွက်လည်းအရေးကြီးရယ်ဆိုတော့ကျွန်တော်တို့ကဗျာဒီ Premier League နှစ်ပွဲဇက်တိုက်တာနိုင်ပွဲမရရှိခဲ့တဲ့စံချိန်ကိုရှေ့တစ်ပတ်မှာကျွန်တော် Liverpool ကိုအနိုင်ယူပြီးတော့ဒါချိုးဖျက်ခဲ့တယ်ဆိုတော့လုံလောက်တဲ့ယုံကြည်မှုတွေလည်းအတင်းကရနိုင်မယ်လို့ကျွန်တော်ထင်တယ်ဒါပေမဲ့ကျွန်တော်တို့အတင်း င်းကဒီ transition phase မှာကျွန်တော်တို့အသင်းအနေနဲ့ဒါ turn around တကယ်လုပ်လာပါပြီပြီးတော့ကျွန်တော်အသင်းအနေနဲ့ဒါတည်ငြိမ်စားပြုလာပါပြီလို့ဒါပြောလို့ရဖို့ဆိုရင်ကျွန်တော်တို့ဒီပွဲစဉ်ကကျွန်တော်တို့အတွက်ဒီအနိုင်ရမှာပဲဖြစ်မှာမဟုတ်ရင်ပြကျွန်တော်တို့ဒီအသင်းကဒီအခုသွားနေတဲ့ဒီ transition phase မှာဆိုရင်ကျွန်တော်တို့က ဒီနိုင်ဝဲတွေရလိုက်ရှုံဝဲတွေကျုံလိုက်နိုင်ဝဲတွေရလိုက်ရှုံဝဲတွေကျုံလိုက်နဲ့ဒီတန်တရားဒီတန်တရားတွေကနေပြီးတော့မထွက်နိုင်တော့ဘဲနဲ့အတင်းကဒီထဲမှာပဲဒီ transition phase မှာပဲတဝဲလဲလဲဖြစ်နေမှာလဲဆိုရယ်ဆိုတော့ဒီကာလကကျွန်တော်အတင်းအတွက်အရေးကြီးတယ်လို့ဒါ Ruben Amorim တက်လဲအရန် challenge ကြီးဖြစ်တဲ့ကာလလို့ပြောလို့ရတယ်ဆိုတော့ဒီပွဲမှာ Ruben Amorim ဘယ်လို approach လုပ်တာမလဲပြီးတော့ဘယ်လိုပုံစံပွဲထွက်လာမလဲဆိုတာကလည်းဒါစောင့်ကြည့်ရမယ်ဆိုတော့မှန်မှန်ကန်ကန်ပွဲထုတ်လာနိုင်ဖို့ရလဲအရေးကြီးရယ်ဆိုတော့ကျွန်တော်တို့ဒီ၈၂ပွဲမှာဆိုရင်ကျွန်တော်တို့မြင်ခဲ့တဲ့အတိုင်းပဲကျွန်တော်တို့အတင်း င်းကဒါ play from the back ကောင်းကောင်းမသွားနိုင်ဘူးဆိုတော့ drive ball တွေ long ball တွေကိုအခြေပြုပြီးတော့ကျွန်တော်တို့ second ball ကိုဥတီပြီးတော့ကစားတယ်ပြီးတော့အသင်းရဲ့ဒီ off the ball stretcher ကလည်းအရင်အလို fight 2 3တခုတည်းကိုမိခိုးနေရမဟုတ်တော့ဘဲနဲ့ဒါ flexible ဖြစ်တဲ့ knee တွေကိုတုံးလာရပေါ့နော်ဆိုတော့အသင်းအနေနဲ့အခုလာမဲ့ brighton ရဲ့ပွဲမှာရောဒီလိုမျိုးပုံစံကိုပဲဆက်ပြီးကစားမလားဒါမှမဟုတ်ရင်လည်း position B ကိုတည်တဲ့ကစားခွက်ကိုပြန်ပြီးတော့သွားမလားဆိုတာကျွန်တော်တို့စောင့်ကြည့်သွားရမယ်အဲ့တော့ကျွန်တော်တို့နောက်ထပ်ဒီမှာထပ်ပြီးတော့အရေးကြီးတာပါဗျာဒီကစားသမားတွေရဲ့ ဒီ character ပေါ့ဆိုပြီးခဲ့တဲ့ပတ်မှာဒါ Ruben Amorim ပြောခဲ့တယ်လို့ပဲကျွန်တော်တို့ကဒါ system ចောင်း system ចောင်းဆိုပြီးတော့ခဏခဏပြောနေရဆိုပေမဲ့လည်းဒီအဲ့ system မှာကစားနေတဲ့ကစားမားတွေရဲ့ character လည်းအရေးကြီးရယ်ဆိုတော့ကစားမားတွေအနေနဲ့ပြရှေ့ရနှစ်ပွဲသလုံးမှာတို့ဒါ focus ကောင်းကောင်းနဲ့ပွဲချိန်ပြည့်ဒါ concentration လုပ်နိုင်တယ်အဲကျွန်တော်တို့အမှားနဲ့အောင်ကစားနိုင်ခဲ့တယ်ဆိုတော့ဒီပွဲမှာလည်းအဲ့ character တွေဘာလာဖို့ရလို့ရယ်ဆိုတော့ဒီပွဲမှာမှမဟုတ်ပါဘူးကစားမားတွေရဲ့ character ကဒီကျွန်တော်တို့ United အသင်းဂျာစီဝိပီဆိုတာနဲ့ဗျာဒီပို့ပြီးတော့ကောင်းမွန်နေရမယ်ပို့ပြီးတော့ ဒီအာယုံဆိုင်ပြီးတော့ကစားနိုင်ရမယ်ဆိုတော့အမားနဲ့အောင်ကစားရမယ်ဆိုတော့ဒီပြိုင်ပွဲတွေမှာတော့ကျွန်တော်အမားနဲ့တဲ့အသင်းကနိုင်တာပဲဆိုတော့ဆိုတော့ကစားသမားတွေရဲ့ character ဘိုင်းကလည်းအရေးကြီးတယ်ဆိုတော့ဒီပွဲမှာတော့ဒီကစားသမားတွေရောနီးပြရောဒီချာချာပြင်ဆင်လာမယ်လို့ကျွန်တော်ကတော့မျှော်လင့်ထားတယ်ဆိုတော့ကျွန်တော်ဒီတစ်ဖက်က Brighton အသင်းကိုတွားကြည့်မယ်ဆိုရင်ဒီရာဒီ Brighton အသင်းရဲ့အခြေအဟိုအရင်မှတ်ရခဲ့တဲ့လို့ကျွန်တော်ကတော့မြင်တယ်ဗျာဆိုတော့ကျွန်တော်ဒီ Brighton ပွဲစဉ်တွေကိုတွားကြည့်မယ်ဆိုရင်တခါလေကျော့လေသူတို့အနေနဲ့ဒီလွယ်လွယ်ကူကူအနိုင်ရလောက်တယ်ပေါ့နော်သူတို့အတွက်လွယ်ကူလောက်တယ်ဆိုတဲ့ပွဲတွေကြာရင်သူတို့အသင်းက မထင်မဖန်တဲ့ရလက်တွေကမကောင်းဘူးပို့ပြီးတော့ struggle ဖြစ်တယ်ဒါပေမဲ့သူတို့အတွက်ဒီခက်ခဲမဲ့ ဆိုတဲ့ပွဲစဉ်တွေကြတော့လေသူတို့ရုံးခံပြီးတော့ရလက်ကောင်းတွေယူနိုင်တယ်ဆိုတော့သူတို့ရဲ့ခြေစွမ်းရလေ consistent မဖြစ်ဘူးလို့ကျွန်တော်ပြောလို့ရတယ်။ဒါပေမဲ့ဒီ consistent မဖြစ်တဲ့တိုင်အောင်ကျွန်တော်အတင်း Brighton တင်းကို short တက်လို့မရဘူးပေါ့။နောက်ပြီးကြတော့သူတို့ကသူတို့ရဲ့နှီးပြလာ Premier League မှာဆိုရင်လည်းအသက်ငယ်ဆုံးနှီးပြဆိုတော့ဒီ Fabian Hazard ရဲ့အကြောင်းကိုကြည့်မယ်ဆိုရင်လည်းကျွန်တော်ကတော့ဒီ underrated ဖြစ်တဲ့နှီးပြလို့ပဲကျွန်တော်ကတော့မြင်တယ်။ဆိုတော့တချို့ပွဲတွေမှာသူလုတ်ပြရတွေကတကယ်အသီးမပြုစရာကောင်းတယ်။ဆိုတော့အခုလိုပွဲတွေမှာဆိုရင်လည်း Fabian Hazard အနေနဲ့ဘာလေးထပ်ပြီးတော့လုတ်ပြလာမလဲဆိုတာကလည်းကျွန်တော်ထပ်ပြီးတော့ ောင့်ကြည့်သွားမယ်ဆိုတော့ Brighton အသင်းကလည်းကျွန်တော်ရှိမှပြောလို့ပဲသူတို့ခြေစွမ်းကမတည်ငြိမ်ပဲနဲ့ဒါပေမဲ့ဒီတချို့ပွဲတွေမှာဘယ်လိုအမှတ်ယူရမလဲဒီအသင်းကြီးတွေနဲ့တွေ့တဲ့အခါဘယ်လိုဒုက္ခပလိရမလဲဆိုတော့အကောင်းကောင်းသိရဗျာဆိုတော့ Brighton အသင်းအခုကစားသွားရင်နောက်ဆုံးပွဲတွေမှာဆိုရင်သူတို့ရလက်တွေဇက်တိုက်ပြန်ပြီးတော့ထောင်းလာတယ်ဒီတော့ Chelsea တို့ Man City တို့အနိုင်ကစားထားပြီးတော့ဒါစပားကိုလည်းဒါတည်ကန်ထားရဆိုတော့သူတို့ရဲ့ခြေစွမ်းရလည်းဒါပေါ်သေးသေးတော့မဟုတ်ဘူးဗျာဆိုတော့ကျွန်တော်ဒီ Brighton အသင်းရဲ့ဒီအားသာချက်ကိုကျွန်တော်မြင်ပြီးတော့ဆိုရင်သူတို့အသင်းက တသင်းလုံးဒီမှာဒီမိနစ်90လုံး wear rate မယ်ဆိုတော့ဒီသူတို့ရဲ့ industry level ကတော်တော်ကြီးကောင်းတယ်မိနစ်90လုံးမကျသွားဘူးပေါ့နော်ဆိုတော့ဒါကကျွန်တော်တို့ဒီ Chelsea နဲ့ပွဲတော့ထားပါ Chelsea ကတယောက်ထုတ်ခံလိုက်ရတာဆိုတော့ Man City နဲ့ပွဲမှာဆိုရင်လည်းအရန်တည်တာရဲ့ဒုတိယပိုင်းမှာဆိုတော့ Spurs နဲ့ပွဲမှာဆိုရင်လည်းအဲ့တိုင်းပဲဆိုတော့ဒီအချက်ကကျွန်တော် Manchester United အင်းကိုဒုက္ခပေးလာနိုင်တဲ့အချက်ထဲမှာပါတယ်ဆိုတော့ကျွန်တော်အသင်းကဒါတည်တဲ့အတိုင်းပဲမိနစ်90လောက်နောက်ပိုင်းရောက်ရင်ကျွန်တော်အသင်း industry ကျလာတာဆိုတော့အဲ့ပိုင်းကိုလေတေချာပြင်ဆင်ခဲ့ဖို့ရလိုတယ်ပြီးတော့သူတို့အသင်းရဲ့ဒီကွင်းလယ်ကဒီ Ayari နဲ့ဒီ Val လီဘာတို့ကလည်းကျွန်တော်အသင်းကိုကောင်းကောင်းဒါရှင်းနိုင်တယ်ဗျာပြီးတော့ရှေ့မှာတကယ်လည်းသူတို့မြန်တဲ့မင်တက်တို့လည်းရှိတယ်ပြီးတော့ကျွန်တော်တို့ရဲ့ကစားသမားဟောင်းဒန်နီယယ်ဝဲဘက်လည်းရှိတယ်ဆိုတော့ဒန်နီယယ်ဝဲဘက်ကကျွန်တော်တို့အသင်းနဲ့တွေ့တိုင်းဒါ ခိုးသွင်းနေတဲ့ကစားသမားလို့လည်းပြောလို့ရတယ်။ဆိုတော့ Brighton ကတော့ထုံးတမ်းတိုင်းမှာပဲသူတို့ကဒီကျွန်တော်အသင်းကိုသူတို့ဒုက္ခပေးနိုင်တယ်လို့အကောင်းဆုံးဒုက္ခပေးနိုင်ဖို့ရအကျိုးစားလာအောင်မှသိကြရတယ်။ကျွန်တော်ဒီ head to head တွေကိုပြန်ပြီးတော့ကြည့်မယ်ဆိုရင်လည်းဗျကျွန်တော်တို့အသင်းကဒါအခုနောက်ပိုင်းနှစ်တွေမှာ Brighton နဲ့တွေ့တိုင်းရုန်းကန်ခဲ့ရတယ်ဆိုတာအထင်ရှားတယ်။ဆိုတော့ကျွန်တော်ဒီမှာတချို့ website တွေရဲ့ prediction တွေကိုတွက်ကြည့်တဲ့အခါမှာဒီမှာဗာတွေ့လဲဆိုတော့အများစုမှာတူညီနေတာကဒီဘက်မှာနှစ်သင်းစလုံးကအတွင်ကိုလည်းရမယ်အတွင်ကိုလည်းပေးခံရမယ်ပြောချင်တာကဗျကျွန်တော် United ကလည်းဂိုးလည်းသွင်းနိုင်မယ်ဂိုးလည်းပေးရမယ် တန်သင်ရလဲဂိုးလဲရမယ်ဂိုးလဲပေးရမယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဓိကအတေးကြဖို့များရယ်ဆိုပြီးတော့တို့ခံမှန်းထားတယ်တချို့ဒီအ ਨੇ စုသော website တွေကျတော့လဲကျွန်တော်တို့အတင်းရဲ့ဒီအိမ်ခွင်းအချိန်နဲ့ပေါ့နော်လက်ရှိ momentum ကိုအကောင်းဆုံးသွားဖို့ဆိုရင်ကျွန်တော်တို့အတင်းကဒီကက်ပြီးတော့အနိုင်ရသွားမယ်ဆိုပြီးတော့လဲခံမှန်းထားတွေ့ရတယ်ဆိုတော့ overall အနေနဲ့ကျွန်တော်အမြင်ကိုပြောရမယ်ဆိုရင်ဗျာကျွန်တော်ကဟို ဒီပွဲစဉ်ကကျွန်တော်တို့တကယ်အရေးကြီးတဲ့ပွဲဖြစ်တဲ့အတွက်ကျွန်တော်အလုပ်ဖြစ်နေတဲ့ကစားကွက်ကိုပဲဆက်ပြီးတော့သုံးစီခြင်းနဲ့ဆိုတော့ကျွန်တော်တို့အတင်းရဲ့လက်ရှိကွင်းလည်နဲ့ဆိုရင်ကျွန်တော်တို့ဒီ play front နဲ့ back ကနေပြီးတော့တောက်လျှောက်သွားလို့မရအောင်အခုကျွန်တော်တို့ဒီ driver နဲ့သွားတာတောင်မှကျွန်တော်အတင်းရဲ့ကွင်းလည်ရတော်တော် struggle ဖြစ်တယ်ဆိုရင်ကျွန်တော်တို့ဒီကစားကွက်အတိုင်းသွားနိုင်မှုဆိုရင်ကျွန်တော်အတင်းရဲ့ကွင်းလည်ကစားသမားတွေမလိုက်နိုင်မှာဆိုရယ်ဆိုတော့ကျွန်တော်တို့အထုံးစံအတိုင်းပဲဒီ long ball driver နဲ့ second ball ကိုဦးစားပေးပြီးတော့ကစားစီခြင်းနဲ့ပြီးတော့ other ball stretcher ကိုလည်းအရင်တိုင်းပဲဒီကျွန်တော်ကအမှန်တိုင်းပဲ523ကိုမသုံးစီခြင်းဘူးဗျအတင်းကဒီ fight to 3နဲ့ mid block ဆော့ရဲဆိုရင်တောင်းပါတာအကွင်းလယ်မှာ hard court တွေတော်တော်များတယ်တကယ် fight to 3က low block ဆော့မှာပဲအဆင်ပြေနေရဆိုတော့တခြားဒီ other ball structure တွေနဲ့ဒီကထပ်ပြီးတော့ကစားတာကိုမြင်ကျင်တယ်ဗျအဓိကကတော့ ဒီ reservoir ကိုပို့ပြီးတော့ဦးစားထပ်ပြီးတော့ပေးစီခြင်းသေးရယ်ဆိုတော့ဒါကကျွန်တော်တို့တင်းရဲ့ဒါအိမ်ဝင်လည်းဖြစ်တယ်ခုနပြောသလိုပါပဲကျွန်တော်တို့ဒီ website ခံမှတ်ချက်တွေကြည့်သလိုပဲကျွန်တော်လည်းအဲ့လိုကျွန်တော်အတင်းက goal လည်းဖေးရမယ် goal လည်းရမယ်ဆိုတဲ့ခံစားချက်မျိုးတော့ရရယ်ကျွန်တော်လည်းဒီကျွန်တော်အတင်းသာအာရုံစုဆိုင်ပြီးတော့ကစားမယ်ခုထပ်ပို့ပြီးတော့ဒီ concentration ကောင်းကောင်းနဲ့ကစားမယ်ဆိုရင်ကျွန်တော်အတင်းလဲနိုင်ဖို့အခွင့်ရရှိနေတယ်။ကက်ပြီးတော့လဲနိုင်မယ်လို့ကျွန်တော်ကတော့မြင်တယ်။ဆိုတော့ဒါကကျွန်တော်ရဲ့အမြင်ကိုပဲဆွေးနွေးထားတာဖြစ်တယ်။ဆိုတော့ညီကိုလေးအနေနဲ့ရောဘယ်လိုမြင်လဲ။ဆိုတော့ Brighton နဲ့ပွဲမှာဒါကျွန်တော်တို့အတင်းက ခေါ်ယူမယ်ဒါခေါ်ယူဖို့ကြိုးစားနေတဲ့ဘာလီဘာလည်းပါလာဆိုတော့ကျွန်တော်ဒီကစားသမားကိုလည်းကျွန်တော်တို့စောင့်ကြည့်သွားမှာပဲဆိုတော့ညီကိုလေးလည်းဒီပွဲနဲ့ပတ်သက်ပြီးတော့ညီကိုလေးရဲ့အမြင်လေးကိုဒါကျွန်တော်နဲ့အတူ sharing လုပ်ပေးသွားပါအောင်ကျွန်တော်တို့ရဲ့ Glory United YouTube Channel လေးကိုကြိုင်နေတတ်တယ်ဆိုရင်လည်း like and subscribe လေးနဲ့အားပေးကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်